အဆုံးလာဆိုင်ကိုရတဲ့အလုံးမင်းမင်္ဂလာပါဒီနေ့မှာတော့ညီမကမြစ်မြစ်ကိုပဇွန်ချောင်းလေးနဲ့ငရုတ်တီအဆက်အရသာလေးနဲ့ငရုတ်ကောင်အနှံ့မွမွေးလေးပါပါနေအောင်အဆက်ချက်ပြမှာဖြစ်ပါတယ်ဒီနေရာမှာစီကိုလုံးဝအသုံးမပြုထားပါဘူးရှင်ပထမဦးဆုံးမြစ်ပြုတ်ကိုကိုကြားတဲ့ပုံစံလေးတွေဖြတ်ထားပါမယ်ပြီးရင်တော့ငရုတ်တီစိန်ချက်တုံဖြူငရုတ်ကောင်ပြီးတော့ အဲစိမ့်သားငပ်ပြီးပစွန်ချောက်တို့ကိုလည်းညက်နေအောင်ထောင်းပြီးရင်တော့ဆက်ချက်လို့ရပါပြီ။အိုးပူပူလေးထဲမှာမြစ်ကိုထည့်မယ်။ပြီးရင်တော့ခနာကထောင်းထားတာတွေအလုံးထည့်ပြီးရင်တော့အရသာအနေနဲ့စားနည်းနည်းအချုံမုံနည်းနည်းထည့်ပြီးတော့သူ့ကိုအိုးပူပူထဲမှာလော်လိုက်ပါမယ်။လော်ပြီးွားပြီးအနံ့လေးနည်းနည်းမွေးလာပြီးဆိုရင်တော့သူ့ကိုရေမြုပ်တဲ့အထိထည့်ပါမယ်။ဒီအရေခန်းသွားရင်တော့စားလို့ရပါပြီ။ဒီနေရာမှာရေထည့်ပြီးတော့ချက်တာဖြစ်တဲ့အတွက်ငရုတ်တီ ငွေဥတီရနူးသွားရင်တော့ဘိုက်မနာတော့ဘူးပေါ့နော်ရေခမ်းသွားပြီဆိုရင်တော့စားလို့ရပါပြီအရန်ကိုမှလွယ်ကူပါတယ်ဒီနေရာမှာအချင်ကြရင်တော့မကြီးရည်လေးနည်းနည်းအသုံးပြုပါညီမကတော့အချင်မကြိုက်တဲ့အတွက်မကြီးရည်ကိုမထည့်ထားပါဘူးရှင်စားကြပါအောင်ရှင်။နေ့စီဟင်းချက်နီဗီဒီယိုတွေကိုမျှဝေပေးမှမို့လို့ရက် IC ပေးနဲ့ရက် IC YouTube channel လေးကိုလည်း like and share လေးလုပ်ပေးသွားကြပါအောင်ရှင်။ချစ်စုအများကြီးတင်ပါတယ်ရှင်။